ျွန်တော်တကယ်ချင်းတအုပ်ကိုပေါ့နော်သူကရွှေငွေဒီအင်ချမ်ပြင်းနဲ့ပြီးသွားတော့ဒီဟိုပါဘော travel tour ပေါ့နော်ခီးသွားလုပ်ငန်းလုပ်တာဆိုတော့ကျွန်တော်လာပြီးတော့ပါဝင်ပြီးတော့ဟိုအားဖြည့်ပေးတာပေါ့ပြီးသွားတော့ဟိုတကယ်ချင်းဆိုတော့လေပို့ပြီးတော့ဝန်းရံပေးရမှာပေါ့အဲ့တော့သူ့လုပ်ငန်းအတွက်ကောနည်းနည်းလေးနဲ့ဒီနေရာကနေဘယ်လိုမျိုးလေးပါဝင်ပြီးတော့အမြင်ကတော့ကောင်းပါတယ်ဟိုခီးသွားလုပ်ငန်းကလည်းဘာပဲဖြစ်ဖြစ်ဟို ကောင်းမွန်တဲ့အလုပ်ကိုပဲလေနောက်တစ်ခုကကြတော့အင်ချန်မီဆိုတာလည်းဗာပြပြလုတ်တက်တယ်ဆိုရင်ဟိုဘယ်လိုပြောမလဲဟိုလုတ်လို့ကောင်းတဲ့အရာတွေမှာပါတယ်ပေါ့နော်ပြီးတော့တငယ်ချင်းကိုယ်တိုင်ကလည်းဟိုအမှုပညာသမားဖြစ်တာဆိုတော့ဒီလိုမျိုးဟိုအလုပ်တွေလာတဲ့ဒီလိုမျိုးအမှုပညာပြင်နာချားလုပ်လေးတွေပါလာတာဆိုတော့ကျွန်တော်အားပေးတယ်အားလည်းအားကြပါတယ်ကောင်းတယ်ကောင်းတယ်ပေါ့နော်အလုပ်လေးတွေပိုရလာတာပိုများလာတာဆိုတော့ဝမ်းသာစရာကောင်းတယ် ောက်ဆိုအင်တာနက်ဝင်ကိုတငယ်ချင်းစီပဲဝင်တော့မှာနော်ဒါပေါ့အဲ့လိုမျိုးတငယ်ချင်းနဲ့ပဲချိတ်ဝင်ရမှာပေါ့ရင်းနှီးတာကတော့ဘယ်ကျွန်တော်တို့ကကြားလာပြီးငယ်ငယ်လေးတွေကကျွန်တော်တို့ဒီကျွန်တော်အသက်အဲ့နဲ့လေကျွန်တော်အသက်28 29လောက်ထဲကတကယ်ချင်းတောက်ကုန်နေတော့လည်းသိတာလေကျွန်တော်သူနဲ့သိတာဟင်းစီလိုပေါ့ဖြစ်တော့စောသေးတယ်ကျွန်တော်ကအရင်ကစသိတာလေဟင်းစီတော့မှအမစီမကြည့်ပြီစီရောက်မှသိတယ်သူနဲ့ကြတော့စလုပ်ဝိုက်မှလည်းသိတယ်ဆိုတော့ ဟိုအခုချိန်ဒီလဲဒါပို့တငယ်ချင်းပဲလေဟိုရုပ်ရှင်တွေကတငယ်ချင်းဆိုတာထက်ကိုအများကြီးပို့ပါတယ်တကယ်ကိုကိုယ့်ရဲ့တွင်းဒီအစင်းဒီငယ်ပေါင်းတငယ်ချင်းလို့လဲခံစားရပါတယ်ဒါကြောင့်လဲသူ့အလုပ်ကလေးကိုပို့ပြီးတော့ကျွန်တော်ကဟိုအားဖြည့်ပေးရပါတယ်ငယ်ရဲ့ခင်ဗျတငယ်ချင်းဆိုပို့ပြီးတော့ဒါတိုင်ပင်ဖြစ်တာတွေဒီလိုပြောဆိုခဲ့တာပြောခဲ့တာအများကြီးရှိတာမကြည့်ဘူးဟုတ် တိုင်တာတော့အရင်တိုင်ပင်ဖြစ်ပါတယ်ကျွန်တော်အလုပ်နဲ့ပတ်သက်လည်းတိုင်ပင်ဖြစ်တယ် personal ကိစ္စနဲ့ပတ်သက်လည်းတိုင်ပင်ဖြစ်တယ်ဟိုတခါတလေမှသာတွေးပြတာလေအရင်တော့လည်းဟိုဟာသူလည်းအလုပ်သူ့လုပ်နေသူများတာဆိုတော့ကျွန်တော်အရင်တော့မတွေးပြဘူးပေါ့နော်ဒါပေမဲ့လည်းတွေးတိုင်းလည်းငငယ်တော့ကမှုပါပဲငငယ်တော့ကပုံစံပါပဲတဲ့ဥပ္ပါလည်းပြောရမယ်ဆိုစိတ်ထားကောင်းတယ်စိတ်ရင်းကောင်းတယ်သူကသူအေးစိနေတတ်တယ်ပြီးတော့ဟိုဘယ်လိုဖြစ်မလဲသူများဟို ကောင်းမြင်စိတ်များတယ်ဆိုတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါလေးနဲ့ပြကျွန်တော်ကဝမ်းသာတာငွေချင်းများကြတော့တက်ကြွေတွေပဲ300ဆလုံး300ဆလုံး300 point တွေကိုကျွန်တော်ဟိုတောင်းတော့အလုပ်ကြောင်းနေတာတက်နေရတယ်အားလုံးထဲမှာကျွန်တော်အငယ်ဆုံးပဲအဲသူတက်ကွာတာလည်းတအုပ်ခုနဲ့ကျွန်တော်နဲ့ဆိုနှစ်နှစ်သုံးနှစ်လောက်ကွာမယ်ဟင်းစိတ်နဲ့ကျွန်တော်နဲ့လည်းအဲ့လောက်ကွာတယ်ရဲမှန်နဲ့ကျွန်တော်နဲ့လည်းအဲ့လောက်နေပါကွာတယ်သူတို့တွေကရွယ်တူတွေကျွန်တော်ကနည်းနည်းငယ်တယ်နည်းနည်းငယ်တယ်ဆိုတာဟိုပါအများကြီးမဟုတ်ပါဘူးတစ်နှစ်နှစ်နှစ်လောက်ပဲငယ်တာပါအဲ့တော့ငွေချင်းဖွဲ့ရဲမှာလေးပါပြောငယ်ဆိုရင် ဘူးဆိုင်ခံရမှာရှိအဲယောက်ျားတွေမှာတော့အဲ့လိုမရှိပါဘူးယောက်ျားရဲ့ကြီးတဲ့လူပိုထိန်နေရတာဟုတ်ဟုတ်လေဟိုဘယ်လိုပြောမလဲယောက်ျားလေးရကြီးတဲ့လူကတကယ်တော့ဟိုဘယ်သူဘယ်အဖွဲ့မှာဖြစ်ဖြစ်ပါအကြီးဆုံးကခေါင်းဆောင်ပဲလေယောက်ျားလေးတွေမှာဆိုရင်တော့ဘာဖြစ်ဖြစ်သူတို့တခုခုမူးတယ်တခုခုဆိုရင်လည်းကိုထိန်တာပေါ့ငယ်ကပြန်ထိန်တာအဲ့မောငယ်ကလူကထိန်ပြရမှာပေါ့ဒါကတော့ကိုမူးတဲ့သူတို့ပြန်ထိန်ပါဘယ်လိုမျိုးပါလဲတော့ကိုရုပ်ဦးစားပေးကြအောင်ပေါ့ ်ဦးစားပေးပါတယ်အဓိကတော့ဟိုမှာကျွန်တော်ဖျားသွားမယ်ဆိုလေသူတို့ရအောင်သူတို့သူတို့ကတော့သိတဲ့အတိုင်းပဲဟိုဖျားတရားနေရသူတို့ကမနေပြောရလောက်ပါဆိုရင်သူတို့ကမလောက်ချင်ဘူးလေအော်ဖျားသွားမယ်ဆိုလေသူမလိုက်ချင်ဘူးမနေခေါ်อ่ะအဲ့ဒါကြေလာပါတကယ်ကျွန်တော်ဖျားသွားမယ်ဟုတ်ပါဘူးဟိုကောင်းတယ်လေဘာပဲဖြစ်ဖြစ်ဖျားရောက်တော့ဒါကောင်းတဲ့နေရာလေးရောက်တယ်ပြီးတော့ကျွန်တော်တို့လည်းပို့ပြီးတော့ဟိုပါဗျာဟိုဒီလိုမျိုးဖျားရေးပါရေးတူတူသွားခဲ့တာဆိုတော့လေဘာဖြစ်ဖြစ်နောက်ဆိုရင်အဲဘာမှမသိတဲ့အချိန်မှာလည်း ရေဆက်ဆုံတာပေါ့ဒါကောင်းတာပေါ့ရေဆုံလေးကဘုရားကိုခေါ်နေတာပေါ့နော်အဲအဲ့လိုတော့လည်းမဟုတ်ပါဘူးကျွန်တော်ကကြတော့လေဟိုဒီတိုင်းမဲ့ကျွန်တော်သွားခြင်းစိတ်ပေါ်ရင်သွားတာဆိုတော့တို့ကိုလည်းအဲ့ခါကျပါစေချင်တာပေါ့တောင်းလဲတူတူသွားလဲတူတူအေးဗောဘုရားသွားလဲတူတူတောင်းလဲတူတူပဲဗောတကယ်ကြည့်နေအောင်ဟိုလိုပဲလားအရင်ချစ်တက်ကြရောဘယ်လိုပြောလို့ရလဲချစ်တက်တာဗောကျွန်တော်တကယ်ချင်းသူမိမဒါချစ်တာနော်အင်းစီချစ်ဆုံးပဲနော်ဒီဒါချစ်တာတွေတောက်တာတွေမြင်မ အဲကျွန်တော်ကမျိုးစုံမြင်မှုတဲ့မြင်မှုလားဆိုတော့လာမီဒီယာရှစ်မှာပြောရဆိုရင်ဟိုဟာအေးခိုင်တဲ့သူအေးခိုင်ဆိုဟင်းစင်မျိုးသမီးပေါ့ပြဿနာတက်သွားလိမ့်မယ်မလုပ်ပါဘူးနောက်ပတ်မှာတော့ရမ်းကြက်တဲ့လဲမှာပါလာပြီအကြက်တာပါအကြက်ပါချက်တယ်တကယ်ကြီးတူတူရှိနေတော့အမျိုးသမီးတွေပုံဆက်ပြီးဆိုရင်အဲ့လိုနေနေပေါ့ဆာနောက်တဲ့အဲ့လိုမျိုးရှိတာပေါ့ရှိတာပေါ့အဲ့ဒါကတော့အခမ်းအနားဆုံးကတော့ကြော်စရာထုံးပေါ့ကျွန်တော်ကရင်တော့ဆိုရင် application လေးရှိရလေဟုတ် ဖုန်းခေါ်တဲ့ application လေဖုန်းလာနေရပေါ့မသိရင်ကျွန်တော်ကသူ့ sort နာမည်သူအတုံးကသူ့ user ပေါ့အခုတော့သူ့ main မှာဖြစ်သွားတာသူ့ user နာမည်ကျွန်တော်ထည့်ထားတာတကယ်သူကခိုးထွက်လာတာဆိုတော့တကယ်ချင်း main main company ကဖုန်းနဲ့ဆက်နေတယ်ပြောအတကယ်တော့သူ application နဲ့အလုပ်ထားတာလေအဲ့ဒီချိန်မှာလက်စီပြန်ပြတာဟာခဏလေးညာသူကထွက်တော့မယ့်ချိန်ကျဖုန်းပြန်ကြပါလိမ့်ခေါ့ခိုးနေလိုက်တာပေါ့ဖုန်းပြန်ကြပါဖုန်းပြန်ကြပါအဲ့လိုကျွန်တော်က ပြောသမီးတွေကအာရလိုက်တဲ့အခါအပြင်းသွားလို့ရှိရင်တို့ကြောက်နေပြီကွာလားဝေးချာအဲအေးပေါ့ကျွန်တော်ဆိုတိတ်မယုံကြတော့ဘူးကျွန်တော်ပြောရင်တိတ်မယုံကြတော့ဘူး